ထိုင်းနိုင်ငံကဇီးဝယ်စင်တာတခုကိုလက်နက်ကန်တမျှတွေကဝင်ရောက်စီးနှင်းပြီးရွှေဆိုင်တခုတွေကရွှေတဲတွေကိုလူရက်သွားခဲ့ပါတယ်။နရာတီဝတ်ပြည်နယ်ရဲတပ်ဖွဲ့ကစုငိုင်းကိုလော့ခ်မှာအော်တိုဘာ9ရက်ညပိုင်းကဖြစ်ခဲ့တဲ့ လက်နက်ကန်တမျှမှုအတွက်တိုင်ကြားချက်လက်ခံရရှိထားကြောင်းအတည်ပြုခဲ့ပါတယ်။အနက်ရောင်တွေဝတ်ပြီးမျက်နှာဖုံးဆွတ်ထားတဲ့တမျှ၈ရောက်လောက်က Big C ဇီးဝယ်စင်တာရဲ့ရန်ဝါရက်ခရွန်တပ်ရွှေဆိုင်ကိုဝင်ရောက်စီးနှင်းခဲ့တာဖြစ်ပါတယ်။ရွှေတဲတွေကိုလူရက်ပြီးတော့ pick up ကနှစ်စီးနဲ့ထွက်ပြေးလွတ်မြောက်သွားခဲ့တာပါ။ ဲ့ဒီကားနှစ်စီးကလည်းဒီဖြစ်စဉ်မတိုင်ခင်ကတည်းကအခိုးခံထားရတဲ့ရင်တွေဆိုတာဖော်ထုတ်တွေ့ရှိလာခဲ့ပါတယ်။ဒီဖြစ်စဉ်မှာပြစ်ခတ်မှုတချို့လည်းဖြစ်ခဲ့ပြီးနေကြားဆောင်ရဲတပ်ဖွဲ့အရာရှိတဦးဒဏ်ရာရခဲ့ပါတယ်။အဲ့ဒီအရာရှိကအခင်းဖြစ်ချိန်မှာပြစ်စည်းဝယ်ဖို့အတွက်ဈေးဝယ်စင်တာတွေကိုရောက်နေခဲ့တာပါ။တနက်ဒဏ်ရာတွေရထားတဲ့အရာရှိကိုဆေးရုံတင်ဖို့ထားရပါတယ်။အသက်29နှစ်အရွယ်အဲ့ဒီအရာရှိရဲ့အခြေအနေကတီတီငင်ငင်ရှိနေတယ်လို့နောက်ပိုင်းမှာကြေညာပါတယ်။ပြီးတော့တစားခံအဖြစ်ဓမြရိစီမှာယာယီထိန်းသိမ်းခံခဲ့ရတဲ့ အသက်30အရွယ်မျိုးသားတဦးကလည်းအလွန်အမင်းထိတ်လန့်တုန်လှမှုကြောင့်ကုသမှုခံယူခဲ့ရပါတယ်။ဈေးဝယ်စင်တာထဲမှာလူတွေစီစီကားကားရှိနေခြင်းတနတ်တန်တွေကြားခဲ့ရလို့ဈေးဝယ်သူတွေရောဝန်တန်းတွေပါထိတ်တလန့်ဖြစ်ခဲ့ရတာပါ။အခုဓမြမှုကြောင့်ထိခိုက်ပျက်စီးမှုပမာဏနဲ့လူရက်ခံရတဲ့ရွှေဒေရီရဲ့တန်ဖိုးကိုတော့တိတိကျကျမသိရသေးပါဘူး။ The Nation သတင်းဌာနကတော့ရွှေသား6ကီလိုဂရမ်ဝန်းကျင်လောက်ပါသွားခဲ့တယ်လို့ဖော်ပြထားပါတယ်။ဓမြတွေထွက်ပြေးသွားပြီးတဲ့နောက်အနည်းတဝိုက်နေရာနှစ်ခုမှာ ပောက်ကွဲတံတွေထွက်ပေါ်ခဲ့ပြီးအဲ့ဒါကအာဏာပိုင်တွေကိုအာယုံလွှဲတဲ့လုပ်ရဖြစ်နိုင်တယ်လို့တော့ရဲတွေကယူဆထားပါတယ်ရဲတပ်ဖွဲ့ကအမှုကိုအပူတပြင်းစုံစမ်းနေတယ်လို့နရတီဝတ်မှာဖြန့်ကျက်ထားတဲ့ထိုင်းစစ်တပ်ကလည်းတရားခဏ်တွေကိုအမြန်ဆုံးဖမ်းမိစေဖို့ဒေသခံလုံခြုံရေးတပ်ဖွဲ့အင်အားစုအားလုံးကိုတက်လှမ်းထားပါတယ်ရှင်